မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒီ Facebook မှာကိုမလို့ချင်တဲ့ post တွေဗီဒီယိုတွေကို one click တစ်ချက်တည်းနဲ့ယူနေအကုန်လုံးဖြတ်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကိုမလို add တော့တဲ့ဗီဒီယိုတွေဓာတ်ပုံတွေကို one click နဲ့တစ်ချက်တည်းနဲ့ဖြတ်တဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆက်လက်ရောက်ပါအရင်ဆုံး Facebook တဲ့ကိုဝင်လိုက်ပါခင်ဗျာ Facebook တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဟာ stain လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာဒီဘောဆက်သွားပုံလေးနဲ့ stain လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ stain နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဟာအောက်လေးကိုသွားပေးပါ အောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဟာဒီက UI activity ဆိုတဲ့ဟာလေးထဲမှာကျွန်တော်တို့က activity log ဆိုတဲ့ဟာလေးကိုရွေးပြလိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာ UI Facebook activity ဆိုတဲ့ဟာလေးရှိတယ်ခင်ဗျအဲ့ဒါလေးကိုတစ်ချက်ထပ်ပြီးတော့ရေးပြလိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့ဟာ post ဆိုတဲ့ဟာလေးကိုရေးပြလိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့ဟာ your post photo and video ဆိုတဲ့ option လေးကိုရေးပြလိုက်ပါခင်ဗျအဲ့ဒါလေးကိုရေးလိုက်ပါအဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဟာကျွန်တော်တို့တည်သမျှ post တွေကိုအဲ all နှိပ်ပြီးတော့ အကုန်ဖြတ်လို့ရတယ်ဒါမှမဟုတ်လဲကိုဖြတ်ချင်တဲ့ဟာလေးကိုပဲဒီတစ်ခုချင်းဒီလက်ရေးပြီးတော့ဖြတ်လို့လည်းရပါတယ်ခင်ဗျအဲအဲ့လိုအမှန်ချင်းကိုလိုချင်တဲ့ဟာလေးကိုအမှန်ချင်းပေးပြီးတော့ဒီမှာအဲဒီ delete ဆိုတဲ့ဟာလေးကိုဖြတ်လိုက်ပါတော့เนาะ trust ဆိုတဲ့ဟာလေးကိုဖြတ်လိုက်ပါခင်ဗျအမဖြတ်ချင်ဘူးကျွန်တော်တို့ကခဏယာယီအာခိုက်တယ်ကိုထပ်ထားမယ်ဆိုလည်းရပါတယ်ခင်ဗျ အားလုံးပဲလေကူလေးလာပြောရှင်းကြပါသေးခင်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင်လည်း subscribe follow like comment share လေးနေတော့ပြုဖို့ကိုလည်းပြောချင်ပါလေခင်ဗျာနောက်ထပ်သိလို့တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ပြီးတော့မေးမြန်းသွားကြလို့ရပါတယ်ခင်ဗျာအချိန်အားလို့ရှိရင်ကျွန်တော် reply ပြန်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါ